ကဲမင်္ဂလာပါမျိုးတို့ေကျွန်တော်တို့ဒီနေ့တော့ CPU အကြောင်းပြောကြတာပါဗျာအဲ့တော့ CPU ဆိုတာဘာလဲ CPU ဆိုတာအဓိကကွန်ပျူတာရဲ့အုံနောက်ပဲတွက်ချက်မှုတွေလုပ်တဲ့ဟာပါ သူမရှိလို့မဖြစ်ဘူးကွေဒါတလုံးမှာ sorry sorry ကဲတော့ပြန်သွားအောင် CPU ကိုထုတ်တဲ့ကုမ္ပဏီနှစ်ခုရှိတယ် Intel နဲ့ AMD နဲ့နှစ်ခုရှိတယ်အဲ့နှစ်ခုကပိုပြီးကောင်းတဲ့ CPU တွေကိုအပြိုင်အဆိုင်နှစ်တိုင်းထုတ်တယ်အဲ့တော့ကျွန်တော်တို့ကွန်ပျူတာတလုံးတိစောက်တဲ့အခါမှာ CPU ကိုရွေးပြီးဝယ်တော့မယ်ဆိုရင်တိထားရမယ့်အချက်တွေရှိတယ်ပေါ့နော်အဲ့ဒီချက်တွေကဘာလဲဆိုတော့ကိုယ်နဲ့သူရပေါ့ဆိုတော့ဟာဘာကြီးလဲပေါ့ကိုယ်နဲ့သူရဆိုတော့ဒါကျွန်တော်ရှင်းပြမယ်အခါတလေမှာကျွန်တော်တို့4 core 8 threader တို့ပါကြောက်လိမ့်မယ် ဲ့တော့ကျွန်တော်ဒါကိုဒီလိုစဉ်းစားလို့ရတယ်ကိုတစ်ခုကိုကိုခိုင်းတဲ့အရာတစ်ခုကိုလုပ်ပေးမယ်အလုပ်သမားတယောက်လို့ကျွန်တော်စဉ်းစားလို့ရတယ်အဲ့တော့ CPU မှာကိုလေးခုပါတယ်ဆိုရင်ကိုခိုင်းတဲ့အလုပ်၄ခုကိုလုပ်ပေးနိုင်တဲ့အလုပ်သမား၄ယောက်ပေါ့ဒီလိုမျိုးကျွန်တော်စဉ်းစားလို့ရတယ်ကိုဆိုတဲ့ဟာက CPU မှာတစ်ခါတည်းထည့်ပြီးတော့တိဆောက်ထားတဲ့အရာပေါ့အဲ့တော့သူက physical ဖြစ်တယ်ထိတွေ့ကြိုင်တွေ့မြင်လို့ရတဲ့အရာပေါ့ဗျာ topic ကပျောက်ပျောက်သွားတယ် sorry sorry အဲ့တော့ကိုများလေလေအလုံးများများလုံးနိုင်လေပေါ့နော်ဥပမာ gain တွေဆော်တာပဲဖြစ်ဖြစ်နေ့စဉ်ကိုသုံးမဲ့အလုပ်တွေမှာပဲဖြစ်ဖြစ် ကိုးများလေပို့ပြီးကောင်းလေပေါ့ဒီလိုဂျေဘူးရအဖြစ်တွေးလို့ရတယ်ကျွန်တော်အဲ့တော့ threat threat ဆိုတာရောဘာလဲပေါ့ threat ဆိုတာကတော့ကိုးတစ်ခုဟာအလုံးပတ်တစ်ခုလုံနိုင်လဲဆိုတာကိုပြောချင်တာဥပမာ4 code 8 threat လို့ပြောလိုက်ပြီဆိုရင်ကိုးတစ်ခုဟာအလုံးနှစ်ခုလုံနိုင်တယ်ဆိုတဲ့သဘောကိုပြောချင်တာပေါ့နော်ကိုးတစ်ခုဟာ အလုံးနှစ်ခုကိုလှုပ်ပြီဆိုလို့ရှိရင်သူကတစ်ခုနဲ့တစ်ခုပြောင်းပြောင်းပြီးတော့သူကလှုပ်လှုပ်တယ်ဒါပေမဲ့အဲ့ပြောင်းတဲ့ speed ကညံတော့မှကြည့်တော့ကျွန်တော်တို့ကတာမန်ကွန်ပျူတာသုံးနေအချိန်ဆိုမသိတာဘူးသူကကွန်ပျူတာရဲ့ရနိုင်တဲ့ resource တွေပေါ်မှာမူတည်ပြီးတော့အနောက်မှာသူ့ဖတာသူအလုပ်တွေလှုပ်တာပေါ့နော်သို့တော့ကျွန်တော်တို့ကတော့ဒါဒါကိုမသိနိုင်ဘူးပေါ့နော်အဲ့တော့ပုံမှန်အဖြစ်စဉ်းစားမယ်ဆိုရင်ကိုးများပြီးတော့ threat များတာကကွန်ပျူတာရဲ့ performance ကိုပို့ပြီးတော့မြန်ပြီးပို့ပြီးကောင်းစေတယ်လို့ထင်စရာရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုစဉ်းစားဖို့အတွက်ကိုနောက်ထပ်အချက်တစ်ချက်ထည့်ပြီးတော့စဉ်းစားရမယ်။ဘာလဲဆိုတော့အဲ့ဒါ close speed ပေါ့တခါ Card လေးမှာကျွန်တော်တို့ကိုယ်ရည်အတွက်တွေ Thread ရည်အတွက်တွေနည်းနေပြီမြဲ Clock speed များနေတဲ့ CPU တွေကကျွန်တော်တို့ application တခုတည်းကိုတီးတဲ့ run တဲ့အခါမှာပိုပြီးထိရောက်မှုရှိတယ်ပေါ့နော်ဥပမာ video rendering လောက်တာမျိုးပေါ့တကယ်လို့ကိုက game ဆော့ရင်းနဲ့ live stream လွှင့်တာမျိုးအလုပ်တွေတပြိုင်တည်းထဲလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကိုများများရှိတာကတော့ပိုကောင်းတာပေါ့နော် Solo ချင်တာကနေရာတိုင်းမှာကိုများများ Thread များများရှိနေတာကောင်းနေတာတော့မဟုတ်ဘူးကိုရဲ့လိုအပ်ချက်နဲ့ကိုက်ညီမဲ့ CPU မျိုးကိုရွေးချယ်တင်နေပေါ့အကယ်၍များကိုက application တစ်ခုတည်းကိုပဲ သုံးမယ် RAM မယ်ဆိုလို့ရှိရင်တော့ကိုယ်အရေအတွက်တွေ thread အရေအတွက်တွေကိုအရင်ထည့်ပြီးစဉ်းစားစရာမလိုဘူး clock speed ကိုပဲကျွန်တော်ကြည့်တယ်နေ clock speed များတဲ့ဟာအမြန်တဲ့ဟာပေါ့နော် ဒါကိုရွေးတင်တယ်ဒါမှမဟုတ်ဘူးကိုက application တခုလည်း run မှာမဟုတ်ဘူးဥပမာ game ဆိုရင်လည်း live stream လွှင့်မယ် game ဆိုရင်လည်း web browsing တွေလုပ်မယ်ဒီလိုမျိုးတွေလုပ်မယ်တပြိုင်တည်းအလုပ်ကိုနှစ်ခုသုံးခုတွေလုပ်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိုရေအတွက် threat အရေအတွက်များများကိုရွေးချယ်တင်တာပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုနဲ့ threat အကြောင်းကောင်းကောင်းနားလည်သွားမယ်လို့ထင်တယ်ဒီနေ့ video လေးကတော့ဒီလောက်ပဲအားလုံးကိုကျေးဇူးတင်ပါတယ်